မြန်မာနိုင်ငံလုံးဆိုင်ရာအရှိုချင်းအမျိုးသားစာပေ150ပြည်အထိမ်းအမှတ်ပွဲကိုဘကိုးတိုင်းဒေသကြီးပြည်မျိုးရွှေတန်ချောင်းလန်းအရှိုချင်းနှစ်ချင်းခရီးရန်အသင်းတော်ခမ်းမဆောင်မှာဧပြီလ30ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ဒီပွဲကိုဘကိုးတိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးဒေါ်နောပွဲစေးကတက်ရောက်ခဲ့ပြီးတော့အခမ်းအနားနဲ့ပတ်သက်ပြီးအားရကျေနပ်မှုမရှိကြောင်းနဲ့ပုံမိုစီကားစွာကျင်းပပြုလုပ်တဲ့နယ်လို့ပြောကြားခဲ့ပါတယ်။ ကိုချင်းမြို့သားနေကိုလာတာတော့ဟိုဘယ်လိုပြောဆိုစပီ150မြောင်းမှာကျမနေမှာအားရမှုတော့သိမရှိဘူးရှင်။အားရမှုတော့150ပြည့်ဆိုတာပါချင်းတိုင်းသားတွေအားလုံးနဲ့ဒီအရှူချင်းတိုင်းသားတွေအားလုံးဒီထက်မကစီရစေခြင်း။အဲ့တော့ဒီထက်မကသူတို့လေတိုးတက်စေခြင်းနဲ့ဒီထက်မကလည်းစုကြည်စုစည်းစေခြင်းနဲ့ပါဆိုတော့ချင်းတိုင်းသားတွေကဟိုအများကြီးရှိတော့အဆူဆူကွဲနေတယ်။90ကျော်လောက်ကွဲနေလို့ကြားရတယ်ရှင်။ဒါပေမဲ့အဲ့ဒါကိုကျမကိုမကွဲစေခြင်းဘောနော်။ကျမကိုဆရာကြီးတွေလည်းပြောပါတယ်အတူတကွ ဟိုဘာလဲစူးစီးပြီးတော့ပေါ့နော်တယောက်နဲ့တယောက်နဲ့ညှိနှိုင်းတမ်းပြီးတော့တယောက်ဟိုကိုယ်နဲ့လူတို့ပူဆော်လေးလုပ်ပြီးတော့ပေါ့နော်နောက်ဆုံးမှာချင်းတိုင်းသားမျိုးလို့ဆိုအများကြီးပလားပလားမနေပဲနဲ့စူးစီးစီးနဲ့ဥမာပွဲတော်တစ်ခုခုလောက်တယ်ဆိုလို့ဆင်လဲဟိုစူးစီးနဲ့ဖြည့်ဖြည့်ချင်ပါလေဒီအထိမ့်မဲ့ပွဲကတော့အရှိုချင်းတိုင်းရင်သား200နီးပါးတက်ရောက်ခဲ့ကြပြီးရန်ကုန်ရခိုင်ပဲခူးအရှိချမ်းတောင်တွင်းကြီးနဲ့အခြားဒေသတွေကကိုစားပြုတိုင်းရင်သားတွေတက်ရောက်ခဲ့ကြပါတယ် ဒီအခမ်းအနားမှာအရှုတ်ချင်းစာပေအကြောင်းပြောဆိုတာတွေရိုးရာဒေသချင်းတွေနဲ့ဖြောပြတာတွေကိုလည်းပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းကောက်ယူရရှိတဲ့စည်းရင်းတွေအရအရှိုချင်းတိုင်းရင်းသား၄သိန်းခွဲနဲ့၅သိန်းကျားမှရှိပြီးတော့အရှိုချင်းဘာသာစကားရေးဖန်နိုင်သူဟာကလေးလူငယ်60ရာခိုင်နှုန်းနဲ့လူကြီးအများစုဟာတော့ဘာသာစကားအဖြစ်သာပြောဆိုနိုင်ပြီးရေးဘတ်မှုအပိုင်းတွေမှာအားနည်းနေရလို့လည်းသိရပါတယ်။အရှိုချင်းစာပေကို1864-65ခုနှစ်ဒီမှာစမ်းသပ်ခဲ့ပြီးတော့1866ခုနှစ်မှာတော့စတင်အသုံးပြုခဲ့ရလို့သိရပါတယ်။